ဲ့တော့ပုဂ္ဂိုလ်ကို အားကိုးတယ်အစွမ်းတကိုးတွေကိုအားကိုးတယ်အစမ်းတကိုးတွေကိုကာကွယ်လုပ်တယ်ဆိုတဲ့ဒီလူရည်ရဲ့စိတ်ကိုလွှမ်းမိုးနေတဲ့တစ်ဖက်သားကိုအထင်ကြီးတဲ့စိတ်တွေသဘောထားတွေဟာမှန်ကန်မှုတော့မရှိဘူးကိုယ်ွယ်မှုဘာသာတရားဆိုတာဟာဒီ လောကမှာမျိုးစုံရှိတယ်ထင်မယ်ကိုးခွေတယ်ဆိုတဲ့နေရာမှာအာကိုးတယ်အကာအွယ်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ပုဂ္ဂိုလ်ကို အာကိုးတယ်အစွမ်းတကိုးတွေကိုအာကိုးတယ်အစမ်းတကိုးတွေကိုကာအွယ်လုပ်တယ်ဆိုတဲ့ဒီလူရဲ့စိတ်ကိုလွှမ်းမိုးနေတဲ့တစ်ဖက်သားကိုအထင်ကြီးတဲ့စိတ်တွေသဘောထားတွေဟာမှန်ကန်မှုတော့မရှိဘူးမြတ်စွာဘုရားကိုကိုးွယ်တယ်ဆိုတာ ဖះအာကိုတယ်ဖះကိုအကာအဝယ်ပြုတယ်ဆိုဒီမှာမြတ်စွာဘုရားထံကအဆုံးအမကိုပဲမျှော်လင့်တာဖြစ်တယ်မြတ်စွာဘုရားရဲ့အစွမ်းတကူနဲ့မရာကို အာကိုတာမဟုတ်ဘူးမြတ်စွာဘုရားကဘာကို ဆုံးမတယ်လဲသူဖះဆုံးမတဲ့အတိုင်မိမိတို့ကိုယ်တိုင်လှုပ်ယူရမှာဆိုတာသဘောပေါက်တဲ့ပုဂ္ဂိုလ်ဟာအလွန်နဲတယ်ပေါ့ဒီကနေ့ဘုရားဝါဒဝင်သူတော်စင်ကြီးအချမ်းမှလည်းပဲကိုယ်ွယ်မှု အာကိုမှုဆိုတဲ့နေရာမှာနော်ကိုကိုယ်တိုင်လှုပ်လို့ရတဲ့ကိစ္စတွေကိုကိုယ်တိုင်လှုပ်ရမှာလို့ဆိုတာကိုမြတ်စွာဘုရားဆုံးမထားတာဖြစ်ခဲ့တဲ့နေ့ဒီအစွမ်းတကူတို့ဒါတွေကို အာကိုပြီးတော့ယူကျိုးနေကြတဲ့ပုဂ္ဂိုလ်တွေညာရှိရှိဗုဒ္ဓဘာသာဝင်ထဲမှာမြတ်စွာဘုရားကိုယ်တိုင်ကအတ္တဟိအတ္တနောနာထော မိမိဒီသားနဲ့မိမိရဲ့အာကိုရာလို့ဒီလိုပွတ်ပွတ်လင်းလင်းဟောထားတာဖြစ်တော်လဲပဲလူတွေဟာတစ်ဖက်သားကို အာကိုတာအကျင့်ကြီးပါနေသည့်အတွက်ကြောင့်အာကိုမိနေကြသေးတယ်အဲ့ဒီအာကိုတဲ့ပုဂ္ဂိုလ်တွေဟာအာကိုရာ ရောက်သလားလို့ဆိုတကယ်တော့အပြည့်အဝအာကိုရာမရောက်